ပကံကဟိုတယ်မှာနန်းစုနဲ့သူ့ရဲ့ဘာညာကိစ္စတွေကိုဖော်ထုတ်လိုက်တဲ့ပြဟင်းတရားကိုမထင်မတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တဲ့လွှမ်းပိုင်းအခုချိန်မှာတတိယကဘာစစ်ထက်ပြင်းထန်နေတာကလွှမ်းပိုင်နဲ့ပြဟင်းတရားတို့ရဲ့ပွဲပါပဲအခုဆိုလွှမ်းပိုင်နဲ့ပြဟင်းတရားတို့ဟာတယောက်နဲ့တယောက်အတွင်းရေးကိစ္စတွေကိုငယ်ကျုံးငယ်နာတွေဖော်ချရင်ပြိတ္တတွေကတော့ဟာကနေဟင်ကနေတွေဖြစ်ကုန်ကြတာပါအခုဆိုပြည်ဟင်းတရားကလွှမ်းပိုင်ပကံကဟိုတယ်မှာနတ်ဆူရည်ဆူနဲ့ဘာညာကိစ္စကိုဖော်ထုတ်ခဲ့တယ်လို့လွှမ်းပိုင်ကလည်းပြည်ဟင်းတရားက ကမိမနောက်ွယ်မှာမင်းသမီးတယောက်နဲ့ဘာညာကိစ္စတွေကိုပါဖော်ကုန်ကြတာပါအခုဆိုလွမ်းပိုင်နဲ့ပြင်းဟင်းတရားရဲ့ပွဲကိုအားလုံးကလည်းဖြာခင်းကစောင့်နေကြတာလည်းဖြစ်ပါတယ်အခုဆိုလွမ်းပိုင်နဲ့ပြင်းဟင်းတရားတို့အပြိုင်ဆိုင်တယောက်ကြောင့်တယောက်ပေါ်လို့လူတွေကလည်းနှစ်ယောက်စလုံးရဲ့ငယ်ချိုးငယ်နာတွေကိုပါတိကုံကြတာပါ အခုဆိုပြင်းတီဟာလုံးလုံးလောပိုင်ဟာနော်ဘောရဲ့ဓာတ်နဲ့ရှုတမအတူတူတခန်းနေနေခဲ့တာနန်းစုံရဲ့နေစုံရဲ့ပကံမှာအတူတူနေခဲ့တာတွေသိသွားပါပြီတဖက်မှာတော့လောပိုင်ကြောင့်ပြင်းတီဟာကငွေတွေကိုပုံတာစုံသွားတဲ့လူရှင်တော်အင်ယာစီကငွေကိုတော့ဖျက်ဆားတာအမေရိကန်ကိုမသွားခင်မြင်းမျက်စီကငွေသိန်း150ချေသွားတာလူရှင်တော်သိန်းရှာပုံငွေတွေကိုပုံသွားတာဖြင့်ပြင်းတီဟာကစနစ်တဲ့နောက်ကမှမင်းသမီးတယောက်နဲ့ပကံမှာဖြစ်ချင်တိုင်းဖြစ်တဲ့ကိစ္စတွေကိုသိသွားကြတာပါ ပါဖြစ်ဖြစ်အနုပညာလောကသားတွေကတော့လွှမ်းပိုင်ကဖြင်းတရားကိုတချင်းနဲ့ရောလိုက်လွင်ပြီးရောပို့စတင်ပြီးပါဒေဝုန်နိုင်ခဲ့တဲ့ပုံလွှမ်းပိုင်ကိုတော်တော်လေးအပင်ဝမ်းသာကလက်ကမောင်းအောင်ခံနေကြတာပါတကယ်တော့အနုပညာလောကသားတွေဟာဖြင်းတရားကိုတော်တော်လေးအမြင်ကပ်နေကြတာကြပါပဲဒါပေမဲ့ဘယ်သူမှထိထိရောက်ရောက်မတုံ့ပြန်နိုင်ခဲ့ပါဘူးအခုတော့လွှမ်းပိုင်ကပဲဖြင်းတရားကိုအမှန်ကန်ကြကြလက်ကြပြန်ဝုန်းနိုင်တာပါအားလုံးသိကြတဲ့အတိုင်းဖြင်းတရားဟာမြန်မာနိုင်ငံမှာရုပ်ရှင်စကားတော်တော်များများကိုရှိုက်ကူခဲ့တဲ့ နမကြီးရုပ်ရှင်ဒါရိုက်တာပါဒါပေမဲ့နောက်ပိုင်းမှာတော့အမေရိကန်နိုင်ငံကိုပြောင်းရွှေ့သွားတာဖြစ်ပါတယ် လောပိုင်းကတော့ပြင်းတရားဟာညီဖြစ်သူ TV ပေါင်းလို့အချောင်နောက်ကလိုက်သွားတယ်လို့သိရတာပါပြင်းတရားဟာအမေရိကန်ကိုရောက်ပြီးနောက်ပိုင်းမှာတော့မြန်မာနိုင်ငံကရုပ်ရှင်မင်းသားမင်းသမီးတယောက်ဆောင်ဒါရိုက်တာရင်းရဲ့တင်တွေလူမှုရေးကိစ္စရှုပ်ရှင်းနေအညီဟောက်တင်တွေကို YouTube မှာပြောလို့ရှိရပါပြင်းတရားဟာမြန်မာနိုင်ငံမှာတော့နာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးများစွာနဲ့အလုံတူတူလို့ဖူရာကြောင့်သူတို့ရဲ့တွင်ရေးကိစ္စတွေကိုဖွင့်ချနေတာပါ ပြင်းထန်တဲ့တင်းပြောတာအများဆုံးခံခဲ့ရတဲ့ထိတ်ဆုံးကပါနေရကမြင့်မြတ်ပါ။ဒါပြင်နေဝင်းရုပ်ရှင်တကားကိုတိန့်တထောင်တောင်းနာကစားလို့လွန်ပိုင်နဲ့မချောသုံးယောက်ကိုတယောက်ဇလန်အထိပေါကောင်လုပ်ခဲ့တာပါ။ဒါပေမဲ့ပြင်းထန်တဲ့ကိုဘယ်သူမှမပြောဘဲတိတ်တိတ်လေးနေခဲ့ကြတာပါ။ဒါပေမဲ့လည်းအရှင်ကလေးကမဟုတ်မမှန်စိတ်ရှိနေလွန်ပိုင်ကတော့ပြင်းထန်ရဲ့အကြောင်းတွေကိုတချင်နဲ့ထက်ဆိုခဲ့တာပါ။ဒါပြင်လွန်ပိုင်ကပြင်းထန်ဟာဘာစင်မှမရှိအမှုပညာရေးချင်းတစ်ဆက်လေးမှမပြေပါဘဲပေါကားရဲ့ရိုက်တဲ့ ေါ်ရုပ်ရှင်ဒါရိုက်တာဖြစ်ကြောင်းအကျဉ်းလေးတစ်စက်မှမကောင်းပတ်စံပတ်ကြီးကအမေရိကပြေးသွားတဲ့ပေါ်တော်ဒါရိုက်တာသာဖြစ်ကြောင်းတည်ပြောခဲ့ပါသေးတယ်။ ကိန်းတီယာကတော့လွမ်းပိုင်ဟာသူနဲ့ရုပ်ရှင်တူတူတွဲရိုင်းခြင်းလို့တောင်းပန်ခဲ့ကြောင်းပါညာပြောတာပါ။ဒါကလွမ်းပိုင်ကတခုမှမဟုတ်ကြောင်းညင်းထားတာဖြစ်ပါတယ်။လူတွေကတော့နိုင်ငံခြားမှနေကမြန်မာနိုင်ငံကမျိုးပညာရှင်တွေကိုဖောင်းထုတ်နေတဲ့ကိန်းတီယာကိုလွမ်းပိုင်ကမှတ်လောက်တားလောက်ဆုံးမနိုင်ခဲ့လို့ကျင်းနေနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလွန်ပိုင်းနဲ့ပြင်းရင်တီဟာဘသူ့ဘက်ကအားပေးကြတယ်လဲဆိုတော့ပြောသွားကြပါအောင်ရှင်။